ဝင်ခွာလာတဲ့အချိန်မှာမိခင်ရဲ့နှုတ်မတောက်ရဘူးပေါ့နော်။ဟိုဘာလဲဆိုတော့ဟိုအမေတကူဖြစ်သွားမှဆိုလို့ပေါ့နော်။ပြီးတော့အဖွားကလည်းဟိုလက်မခံဘူးပေါ့နော်။လက်မခံဆိုတော့သူတို့ဒီအမျိုးထဲမှာလည်းဒီလိုပုံစံလည်းမရှိဘူးပြီးတော့ရွာမှာလည်းကိုကပထမဆုံးမွေးဒီလိုပုံစံနဲ့မွေးရတဲ့သူတို့ရဲ့သူ့ရင်ထဲမှာလက်မခံဘူးပေါ့နော်။လက်မခံတော့ဟိုဟိုပြန်ကြံပြန်ပြန်သေးခဲ့ရတာပေါ့နော်။အဲ့လိုတက်ဖို့တာအဲ့လိုမျိုးလုပ်တယ်ပေါ့နော်။တာမီလေးပါဘူး။တာမီလေးပါဘူး။ မြို့ညပြင်သွားလို့ရှိရင်တချို့ဆိုရင်ပေါ့နော်ဟာအဲ့လိုခံလာရတယ်အဲ့အဲ့လိုမိခါရှိရပေါ့နော်ဟုတ်လားပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ ညီမနာမည်ကတော့ထုထုံဖြစ်ပါတယ်ညီမအခုလက်ရှိရွှေပြည်သားလောကစေတနာမှာနေပါရှင်ဟုတ်အော်ဟာညီမနာမည်ကတော့ထုတင်စာဝန်လို့ခေါ်ပါတယ်လက်ရှိမှာဒီညီမလေးနဲ့ရွှေပြည်သားလောကမှာထုထုံနေထိုင်ပါတယ်ဟုတ်ညီမတို့ကကြောဟောပါမှာပါတယ်ရွှေမင်းသားမှာလို့တုံးကခင်တာလေညီမရွှေမင်းသားမှာလုံဝင်တော့ခါကျတော့အမကဒီ volunteer အနေနဲ့ရွှေမင်းသားရုံးခွဲမှာရွှေပြည်သားရုံးခွဲမှာလှုပ်လှုပ်တာအမညီမတို့အစည်းအဝေးခေါ်တော့ခါကျတော့အမ ။အမနဲ့ခင်တာပေါ့။ညီမလေးကလည်းဒီညီမလေးလိုပဲမွေးရပါဘောနော်။ဟိုအဲ့ဒါဖြတ်သန်းမုံချင်လဲကျူတယ်။ဟိုညီမလေးမှကြာအမေရှိရင်ညီမကြာတော့အပေပဲဘောနော်။ဟိုအချင်းဖြတ်သန်းမုံကနည်းနည်းတူတော့ဟိုဒီညီမလေးနဲ့အတူတူပေါင်းဖြစ်တာများတယ်စိတ်တူကိုယ်တူဆိုတော့လေအတယောက်နဲ့တယောက်လိုတိုင်မင်နဲ့ဆွေးနွေးရပေါ့နော်။ဟို lifestyle ဖြတ်သန်းမုံချင်ကအတူတူဆိုတော့ခံစားချက်လည်းအတူတူဖြစ်တဲ့အတွက်ဟုတ်။ညီမတို့ကကျော်တကယ်ကိုကံကောင်းတယ်လို့ပြောရမှာပေါ့။အဲ့ဒါဆိုကျော်နေမှာကျော်လူမတန်ဆွမ်းနေပုံမှလေလူမမြေတောင်မြောက်ပြီးဖို့ကျော်မလွယ်ဘူးလေနော်။ဒါပေမဲ့အမေအဖေနဲ့အမေကကျော်တာ ဟိုအမတွေကစားတည်မလားအငယ်ချင်းတွေလာလို့ရှင်အာကိုညီမကိုရှက်လို့ဆိုပြီးတော့ဟိုအိမ်ထဲမှာဟိုထားရတယ်မရှိဘူးငယ်ချင်းတွေသူ့ငယ်ချင်းတွေလာလို့ရှင်လည်းမိတ်ဆက်ပြီးတာဒါငါညီမပါဗနတက်ဗနတန်တက်နေရအဲ့လိုမျိုးပေါ့နော်အဲ့လိုမိတ်ဆက်ပြီးတာပေါင်းဝန်းကျင်လည်းကောင်းနေပေါ့နော်ညီမတို့ကကျောအာအဓိကတော့ဗောနော်အဖေနဲ့အမေနဲ့ဒါညံပေါ့ဖြတ်ထိုးညံချောင်းပေါ့နော်တို့တို့ဒီအာဒါကိုကိုသားသမီးရဲ့ရှိရေးပေါ့ရှိရေးတွေးကြပါဗောတချို့ဆိုရင်ကြည့်မလားတချို့မကြမ်းမ်းလို့ဆိုတကယ်တနာပါကြည့်မလားအဲ့လိုမျိုးကိုက ွမ်းဆောင်ရုံတော့မိဘက support မပေးနိုင်တော့ဒီအဲ့လိုမျိုးဒီအိမ်ထဲမှာနေရပြီအများကြီးရှိတယ်ပေါ့နောက်ခါကျတော့ဖေးနဲ့မိနဲ့ခြေထောက်ချောင်းမှာမိမလူမနေနိုင်တာပေါ့အော်စံပြဖို့ဒီဝမ်းမြောက်ပဲဆိုတာကဒါမိမကိုတချိန်ကျရင်ဒုက္ခရောက်မှာမဟုတ်ပါနော်လက်ကြည့်တဲ့အခါကျရင်သူ့ကိုလုံးဝနိုင်နိုင်ပါမလားဆိုပြီးစိတ်ကပေါ့နော်အဲ့လိုမျိုးလူကြီးတွေဆိုရှေ့သူကြီးတွေဆိုပူကြတာလေအဲ့လိုမျိုးဆိုတော့အာဒါအော်လူမပေါ်နုမတိုင်ပကြရပါပါညာနဲ့အဲ့လိုမျိုးထားပြောရပါဘော။ဒါပေမဲ့ဖေးနဲ့မင်းကတော့ဒါအဲ့လိုမျိုးမစိတ်မရှိဘူးပေါ့။ဒါကိုတာတမီပဲမွေးလာမှတော့ကိုကဒါပြူဆောင်ချောက်မဲ့တောင်းဝန်ရှိရဆိုပေါ့ဗျာ။အဲ့လိုမျိုးနဲ့ နမိုးကြွယ်တိရောက်လာပေါ့မမကြောင်လဲအတူတူပဲပေါ့နော်ဟိုမွေးခွာလာတဲ့အချိန်မှာမိခင်ရနိုမတောက်ရဘူးပေါ့နော်ဟာဟိုဘာလဲဆိုတော့ဟိုအမေတခုဖြစ်သွားမှဆိုလို့ပေါ့နော်ပြီးတော့အဖွားကလည်းဟိုလက်မခံဘူးပေါ့နော်လက်မခံဆိုတော့သူတို့ဒီအမျိုးထဲမှာလည်းဒီလိုပုံစံလည်းမရှိဘူးပြီးတော့ရွာမှာလည်းကိုကပထမဆုံးမွေးဒီလိုပုံစံနဲ့မွေးရတဲ့သူတို့ရဲ့သူ့ရင်ထဲမှာလက်မခံဘူးပေါ့နော်လက်မခံတော့ဟို ြန်ကြံပြန်ပြန်သေးခဲ့ရတာပေါ့နော်အဲ့လိုတက်ဖို့တာအဲ့လိုမျိုးလုံးတယ်ပေါ့နော်လုံးလဲလုံးတဲ့အချိန်မှာအတော်တွေကဟိုအဖွားနဲ့ပေးမတွေ့ဘူးခလေးကိုတခုခုလုံးမှဆိုလို့ပေါ့နော်အမေအမေကိုအမေကိုတေချာရှင်းပြတယ်ကြည့်ဒီလိုပုံစံလေးဖြစ်တယ်လက်ခံလားဆိုတော့မေရရတယ်လက်ခံတယ်အဲ့လိုချိန်ဟိုငွေငွေချင်းနုမတော့ဖက်နဲ့တပတ်ဆယ်ရက်လောက်အနီမှာမိခင်တို့တောက်ခဲ့ရတယ်ဗောနော်ပြီးလဲပြီးရောဟိုကြီးပြင်းလာတဲ့အချိန်မှာဟိုအဲ့ဒီတက်ခဲ့တဲ့အဖွားပဲသူကြီးလာတဲ့အချိန်မှာသူကိုယ်တိုင်အကြောင်းဘောနော် ဝေးရနေမှာဆိုတော့အเจ้าတကူတကဒီလိုမျိုးဟိုမတန်ဆွမ်းဖွဲ့စည်းလည်းမရှိဘူးဟိုပြီးတော့တော်တလေးဆိုတော့ပြီးတော့ဟိုဒီအเจ้าနေပိုင်းအเจ้าလည်းအရင်ဟို supporting မပေးဘူးပေါ့နော်ဒါပေမဲ့အဲ့တက်မဲ့ဆိုရဖွားကိုယ်တိုင်ကဂျောဖို့ပြီးတော့သူကိုယ်တိုင်အဲ့လိုចောင်းထားပေးခဲ့ရပေါ့နော်ဟိုလေးတန်းချီရောပြီးတော့ဒီလေးတန်းចောင်းထားပြီးမှရန်ကုန်ပြောင်းလာတဲ့မိဟိုမိမအဖေမိန်းမမေတာရန်ကုန်မှာရှိတယ်အဖိုးနဲ့အဖွားနဲ့ပဲယူရမှာចံခဲ့ရဆိုတော့အဲ့အဖွားကိုယ်တိုင်မှာသူကိုယ်တိုင်အဲ့လိုဂျောဖို့ပြီးတော့ဟိုចောင်းထားပေးခဲ့ရပေါ့နော်ပြီး ီးရောဟိုအဖေနဲ့မေစီကိုအဖွားအဲ့လိုပြန်ပို့ပြီးရောဒီရောက်တော့အဖေနဲ့မေရတခါသူတို့ဟိုကြောင်းထားဟိုဟိုဟာကိစ္စတွေကိုသူတို့ပြန်လုပ်ပြီးရောဗောနော်အဲ့ချိန်မှာလဲကြောင်းတက်ဖို့ကလည်းအရန်ခက်ခဲရောဗောနော်ခက်ခဲဆိုတော့ကြောင်းအဲ့၅တန်းနဲ့၄တန်းဟို၅တန်းတက်ဖို့ရေးတော့မှကြောင်း၃နှစ်နားခဲ့ရတယ်ဗောနော်ဒီဒီဒီရွှေပြည်သားမှာကျတော့လက်မခံအောင်တော့ကြောင်းဆရာမရဲ့လက်မခံအောင်ဘယ်လိုဆိုတော့မတန်ဆန်းဖြစ်တဲ့အတွက်သူ့ရဲ့ဝေယဝိစာ ဘသူလှုပ်ပေးมาလဲပေါ့เนาะသူတို့ကလည်းမလှုပ်ပေးနိုင်ဘောเนาะအာသူတို့ကိုယ်နိုင်လက်မခံတဲ့အတွက်အကြောင်းသုံးနေနိုင်ခဲ့ရပေါ့เนาะပြီးမှမတန်ဆွမ်းအဖွဲစီဖွဲရအင်းဝင်လာပြီးတော့အဲ့လိုမျိုးတက်ချင်လာဘာညာအတမ်းမူဝမ်းကြောင်းလှုပ်ချင်လာမေးတော့ကျောင်းမဆက်တက်ချင်တယ်လို့ပြောတော့သူတို့ကိုယ်တိုင်ကျောင်းဆရာအဲ့ချိန်ကျောင်းကျောင်းဆရာကြီးနဲ့ကျောင်းဆရာမကြီးအလဲပြောင်းဖြစ်သွားပြီကျောင်းဆရာကြီးဖြစ်သွားပြီပေါ့နော်အဲ့ချိန်မှာဟိုဟိုသွားပြောတော့ကျောင်းဆရာကြီးလက်ခံတယ်လာတက်ဆိုမှအကျောင်းသုံးနဲ့နားပြီးမှငါးတန်းတက်ခဲ့ရမှာဟုတ် ဆိုပညာရေးရောဒါကျေပြင်နာရေးရဆယ်တန်းမှာပဲဆယ်တန်းထိပဲတက်ခဲ့ရပါတော့မိသားစုအပြောင်းလဲတချို့ကြောင့်ဟောအဲ့လိုအကြောင်းဆက်မတက်ခဲ့ရပါဘူး ။အဲဒါခိုင်းချအားငယ်စိတ်ရှိရပေါ့နော်။အားငယ်စိတ်ရှိရပထမဆုံးရန်ကုန်စားရောက်တော့ကိုတယောက်တည်းလူလူမျိုးဖြစ်တယ်လို့ထင်တာ။အရာရောအရန်တိမ်ငယ်တာ။ဟိုပြီးတော့မိဘတွေကလည်းဟိုနေရာဆိုလည်းမသွားရ၊ဒီနေရာဆိုလည်းမသွားပူဆိုးတာပေါ့နော်။အော်ငါကောင်ကဘာမှမလုပ်နိုင်တဲ့အနေထားတောင်အဲ့လိုမျိုးတွေးခဲ့ရပေါ့နော်။ကျောင်းစားတက်တဲ့အချိန်မှာတငယ်ချင်းတွေကလည်းအရန် supporting ကောင်းတော့အော်ဟိုသူတို့ရဲ့စိတ်ခွန်အားလည်းရခဲ့ရပြီးတော့ပတ်ဝန်းကျင်ကလည်း supporting ပေးရပေါ့နော်။အချိန်ကြာသူတို့ရဲ့စိတ်ခွန်အားနဲ့မိသားစုစိတ်ခွန်အားတငယ်ချင်းရဲ့စိတ်ခွန်အားအကြောင်းဟိုဘယ်လိုလဲ။ အဲအားငယ်ရင်တောင်မှသူတို့ရဲ့ဟိုလိုဂယူဆိုင်ပုံလေးဘာညာလိုမျိုးလေးနဲ့ပြန်ကိုကိုကိုပြန်ပြီးတော့အားပြန်တက်ခဲ့ရတယ်ဟုတ်။နေရာကကြတော့အမှ Tribina Foundation မှာတွေ့ကြရလားဟုတ်လား။ဟုတ်တယ်ညီမက Tribina Foundation မှာအဝင်ပေါ့နော်အမကလည်းဒီမှာ Tribina Foundation ရုံးခွဲပေါ့ရွှေပြည်တံမှာတော့ volunteer အနေနဲ့ဝင်ပြီးတော့အစည်းအဝေးလုပ်တဲ့ခါမှာညီမတို့တွေ့ဆုံနေအဲ့ဒီမှာစကားဘာညာပြောနေတဲ့မိတ်ဆက်တွေမှာညီမဒီပြောင်းလာတော့မှအဲ့ဟာဖုန်း contact တွေရကြ Facebook မှာ friend တွေလုပ်ပြီးတော့ပေါ့နော်ဖုန်း contact အခုချိန်ကြီးပဲ။ ညီမတို့ကကျွန်တော်ဗန်နေဘက်ကဆိုတော့လူမျိုးမတန်ဆွမ်းနေအများကြီးရှိမယ်လို့မထင်ဘူးပေါ့နော်ရန်ကုန်ဆရာတို့ချင်းမှာဒီအမလိုက်ပူပါပေါ့ညီမဒီကွန်ပျူတာနန်းစတက်တော့နောက်20နှစ်မှာပေါ့ဒီမတန်ဆွမ်းတက်ကြည့်တဲ့နန်းကြောင်ပေါ့နော်လူမျိုးဝန်ထမ်းမှာအမကွန်ပျူတာနန်းစတက်တော့အမကြီးကလိုက်ပူပြရလိုက်ပူပြတော့ဟိုရောက်တော့အာငါဒီမှာတက်ဖက်ဆင်ပြပါမလားသူကစိတ်ပူနေပေါ့နော်ဒါပေမဲ့လို့ဟိုရောက်တော့အချောင်းရောက်တော့ညီမလူမျိုးလူမျိုးဟောပေါ့ဟိုမတန်ဆွမ်းနေတွေ့တော့သူကအမအတောင်ပြောနေဟဲ့ ါငါတို့စိတ်ချသွားပြီပေါ့နော်တိမလားအဲ့ဒါဆိုတော့နေတဲ့ဆိုးဝဲလူတွေနေတာပဲတိမလားအဲ့လိုဆိုနေနေတာနေခဲ့ငါဘာမှပြောနေစိတ်ချရဲဆိုတော့အဲ့လိုမျိုးနဲ့ပေါ့အာကိုယ်ကလည်းပူပြီးအားရှိသွားတယ်တိမလားအဲ့လိုလည်းမြင်လိုက်ရောလေဒါကကြောဟာဘယ်လိုလဲဆိုတော့ဟိုကိုရဲ့ကိုဘဝသူချင်းချင်းဆိုတယ်ကိုဟိုဘယ်လိုမလဲကန်ကျုံမိကျုံခိုင်းပေါ့သူဟာသူကူလိုရင်ကိုကကူနေမှာကိုကူလိုရင်သူကကူနေအဲ့လိုမျိုးပေါ့အဲ့လိုမျိုးဆိုတော့ပူပြီးအားတက်တာပေါ့နော်နေရဒီမှာကြောလေနေမှာဆိုဘယ်လိုပြောမလဲအိမ်မှာနေရတာပြင်းတယ်တိမလားဘယ်မှာလဲတွားစရာမရှိဘူးတိမလားအဲ့လိုမျိုးဆိုတော့ ကိုကိုအိဗယ်မဲ့နေတယ်ဒီမှာကျော်တာကိုလုတ်ချင်ရလုတ်ရတယ်ကိုသွားချင်ရသွားရတယ်ပေါ့နော်တင်းတန်းလေးပါရချင်တော့မှတက်လို့ရရနေထားတယ်ဒီမှာကျော်ဟုတ်အရန်လူထုလူဆိုင်ကြာလို့ဆက်ဆိုင်ကြာဟုတ်ဟုတ်ဟုတ်အိတ်ဟာအိတ်တံတော်တော်ခံနေရအောင်ဟုတ် ဟိုငွေးလာခဲ့တဲ့ဒီခံခံရတယ်ပေါ့ဒါမဲ့နေမှာဆိုပူဆိုရဲဟိုနေမှာကြောက်တိတ်ပြီးတော့အခန်းသားကြာတိတ်မတိခဲ့ဘူးပေါ့နော်ငွေရတဲ့အချိန်ဆိုရင်ကိုရောက်တော့ပူဆိုလာတယ်တချို့ဆိုလဲအဲ့လိုမျိုးဟိုတခုခုဟိုဟိုစားမယ်တောက်မယ်ဆိုရဲဆိုင်နေကြောက်လဲအရင်ယူရတယ်ပေါ့နော်တချို့ဆိုလဲမကြိုက်ဘူးမကြိုက်အဲ့လိုမကြိုက်တဲ့အပြုမူလေးတွေ့ရတော့ကိုရီဟိုညီမတို့ဒီမတန်ဆွမ်းနေရပေါ့တခုခုစားဖို့တောင်မှဟိုဆိုင်ရွေးချယ်ရတဲ့အနေထိုင်အများကြီးရှိရပေါ့နော်ဟုတ်ညီမတို့ညပြင်သွားလို့ရှိရင်တချို့ဆိုရှင်ပေါ့နော် ဟာအလူခံတာလားတဲ့အဲအလူမိခါရှိရောဘောနော်ပြင်လာအဲ့လိုဆိုတော့အာအပြုချင်းစိုင်းစိုင်းဝင်မယ်ဆိုရှင်လေတချို့ဆိုင်တွေက welcome ဖြစ်တယ်တချို့ဆိုင်တွေကျော်မျက်နှာရည်ကြည့်လို့ရှင်ဒီမှာတော့လည်းမမရဲ့ပြင်မလာဟိုအလကားသွားပေးစားမှမဟုတ်ဘူးလေနော်သူတို့ကျူးယုံတယ်မှာကိုကထိုက်တင်တော့ပြန်ပေးရတယ်ပြင်မလာအဲ့လိုမျိုးဆိုတော့ဒီမှာဘယ်သူမှမလကားမယူဘူးအဲ့လိုမျိုးဆိုတော့အာတချို့ကဆိုင်ရှင်တွေကလည်းမျက်နှာရည်နေထားကြည့်ပြီးဒီမှာတော့ဟိုကို့မှာ welcome ဖြစ်တဲ့ဆိုင်ဆိုဒီမှာတော့ပြန်လဲလာအဲ့လိုပဲ easy ပဲ 看姐姐，哈哈哈哈哈哈！<laughs> <laughs> 你妈真是绝了，对不对？